လားလုံချင်တာလေကုန်ဝဲပြီးမင်းရမွေးနေမှာ စတောင်းစကားလေးပြန်လွင်နေရေဒီယိုလေးပါသတင်းဖုန်ရပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမတ်ကြီးအနေအစီအစဉ်အားနေဒီကနေ့အပြီလ9ရက်နေ့မှာမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူကျေးဇူးဆောင်တွေမင်္ဂလာစနီမောင်နှင်တို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုအမတ်ကြီးအနေအစီအစဉ်အားနေပြီးတော့ထုံလွှင့်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင် အမတရားနေ့အစီအစဉ်အားနေ့ပထမဆုံးဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့မုံရွာမျိုးကအန်တီဒေါ်တင်တင်ထွေရဲ့ဒီနေ့မှပြင်းပြောင်းတဲ့80နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။အန်တီဒေါ်တင်တင်ထွေရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့မုံရွာမှာနေတဲ့မက်လန်လိုက်နှင်းကပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်းပြောင်းတဲ့မုံရွာမျိုးကအန်တီဒေါ်တင်တင်ထွေးရဲ့မွေးနေ့အကြွားကို အမတ်တရားနေ့အစီအစဉ်အားနေပြီးတော့မွေးနေ့စုမုံကောင်းလေးတောင်းစုပြုပေးကြပါရစေ။မင်္ဂလာရှိတဲ့မွေးနေ့ရက်မြက်လေးဖြစ်ပါစေ။ပျော်ရွှင်စရာနေ့ရက်တွေကိုပဲအစဉ်ထောင်ရပိုင်ဆိုင်နိုင်ပြီးတော့ခြေရတဲ့သူတွေနဲ့လည်းနောက်နှစ်ပေါင်းများစွာထိနေထိုင်သွားနိုင်ပါစေ။ဘာသာသာသနာအကျိုးကိုဒီထက်မကတည်ဖို့ဆောင်ရွက်နိုင်ပါစေလို့မွေးနေ့စုမုံကောင်းလေးတောင်းစုပြုပေးလိုက်ပါရစေ။ အမတရားနေ့အစီအစဉ်အားနေ့ထမှန်ပြီးတော့စူတောင်းပေးချင်တဲ့မွေးနေ့ရှင်ကတော့မြကြီးနားမှာနေတဲ့ညီမလေးနန္ဒာရှင်ရဲ့ဒီနေ့မှပြင်ပြောင်းတဲ့28နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ညီမလေးနန္ဒာရှင်ရဲ့ဒီနေ့မှပြင်ပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ဗမောမာနေတဲ့ကိုကျွန်းအောင်လီကပါဝင်တောင်းဆိုပေးလာပါတယ်ရှင်။ ဆက်လက်ပြီးတော့ဆူတောင်းပေးရမယ့်မွေနေရှင်ကတော့ကံကြီးတောင်းကမြန်မာလေးလီဆောင်ဦးရဲ့ဒီနေ့မှပြင်ပြောင်းတဲ့19နှစ်ပြည့်မွေနေအတွက်လေးကိုပောင်ဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်မြန်မာလေးလီဆောင်ဦးရဲ့ဒီနေ့မှပြင်ပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ချစ်ရတဲ့မိသားစုနဲ့တငယ်ချင်းတွေအားလုံးကပါဝင်တောင်းဆိုထားတာဖြစ်ပါတယ် မွေးနေ့ရှင်ညီမလေးအတွက်မွေးနေ့စုမုံစကားလေးရတော့မွေးနေ့မှာပျော်ရွှင်ပါစေကြုံတွေ့လာရမယ့်အခက်အခဲမှန်သမျှကြုံတွားနိုင်ပါစေကျမ်းမာရေးလေးကောင်းမွန်ပါစေဆိုပြီးမွေးနေ့စုမုံစကားလေးတောင်းဆုချွေးပေးထားပါတယ်ရှင်ဒီနေ့မှာမွေးနေ့ပြင်းပြောက်တဲ့မြေကြီးနားမှာနေတဲ့ညီမလေးနန္နာရှင်နဲ့ကန်ကြီးနောက်မှာနေတဲ့ညီမလေးလီဆောင်ဦးတို့ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့မွေးနေ့စုမုံကောင်းလေးတောင်းဆုပြုပေးကြပါမယ်ဒီနေ့မွေးနေ့လေးမှာကျမ်းမာပျော်ရွှင်ပါစေ ဘွားမှာကြုံတွေ့လာမယ့်အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းနိုင်ပါစေ။လူအများရဲ့ချစ်ခင်လေးစားမှုကိုလည်းအတိုင်းစားမရှိရရှိနိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုချွေပေးလိုက်ပါတယ်ရှင်။အမတရားနေ့အစီအစဉ်အားနဲ့အခုနောက်ဆုံးဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့နောင်ချုံမျိုးကသမီးလေးတင်စာလင်းရဲ့ဒီနေ့မှပြင်းပြောင်းတဲ့တနည်းနဲ့ငါးလားပြည့်မွေးနေ့အတွက်လေးကိုပအောင်ဝင်တောင်းဆုပေးထားတာဖြစ်ပါတယ်။ ။သမီးလေးတင်စားလင်းရဲ့ဒီနေ့မှပြင်ပြောင်းတဲ့မွေးနေ့အကြောကိုတော့နောက်ချိုးမှနေတဲ့ဖေဖေဦးကျော်စိုးလင်းနဲ့မေမေဒေါ်နီနီအေးအင်းတကောကမမယာပင်တရာကအေးအေးခိုင်းနဲ့ဘကိုးကနန်းဤဖြူတို့ကပါဝင်တောင်းဆိုလာတာဖြစ်ပါရယ်။မွေးနေ့ရှင်သမီးလေးအကြောမွေးနေ့စုမှုစကားလေးရတော့မွေးနေ့မှာပျော်ရွှင်ပါစေဆိုပြီးမွေးနေ့စုမှုစကားလေးတောင်းဆုချွေးပေးထားပါရယ်။ ဒီနေ့မဟာမွေးနေ့ပြင်းပြောက်တဲ့နောက်ချုံမျိုးကသမီးလေးတင်ဆောင်လေးရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါရစေ။ Happy Birthday ပါမိမိလေးရေ။မိသားစုအပေါ်မှာလည်းတည်တက်နားလည်ပြီးတော့အလုပ်ကျွေးပြုနိုင်ပါစေ။အနာဂတ်မှာထုံလေးတောင်းပမဲ့ကျေးဝွင့်လေးဖြစ်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုချွေပေးလိုက်ပါရနော်။ အမတရားနေ့အစည်းအဝေးမှာမွေးနေ့ရှင်တွေအတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထောင်းနဲ့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွင်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ Twinkle light ဒီနေ့ပါလေလေချစ်ချင် ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ဘကိုးမနေရဲ့ကိုထင်းအောင်ပဲဖြစ်ပါတယ်။သူကတော့ချစ်ဇနီးမတ်သူစာမြင့်နဲ့ဒီနေ့မှပြင်မြောက်တဲ့ငါးနှစ်ပြည့်မင်္ဂလာသက်တမ်းအတွက်ကိုကိုရိုင်းမဲပအဝင်တောင်းဆိုထားပါတယ်။စစ်စနီဒေါသူစာမြေအတွက်စကားလက်ဆောင်နေရတော့တယောက်ပေါ်တယောက်နားလည်မှုများစွာနဲ့ရှေ့ဆက်ချစ်သွားကြမယ်တဲ့ရတုအစမ်းစမ်းနှစ်ပတ်လေတိုင်းပျော်ရွှင်အောင်ထားပါမယ်ဆိုပြီးစကားလက်ဆောင်လေးပေးထားပါတယ်ရှင် အမတရားနေ့အစီအစဉ်မှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ရန်ကုန်မှာနေတဲ့ကိုအောင်မင်းမင်းပဲဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူတဲနုဦးနဲ့ဒီကနေ့မှပြင်းပြောက်တဲ့ခုနှစ်လပြည့်ချစ်သက်တမ်းအတွက်ကိုကိုနိုင်မဲပါဝင်တောင်းဆိုထားပါတယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်တွေရတော့အမြဲတမ်းတော့ချစ်သွားပါမယ်ဆိုပြီးစကားလက်ဆောင်တွေပေးထားပါတယ်ရှင်။ ဒီနေ့မှာနှစ်ပတ်လည်ပြင်မြောက်ကြတဲ့ချစ်သူဇွန်တွဲတွေအားလုံးနဲ့အတူတူမင်္ဂလာဇနီးမောင်နှံတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစားပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျောင်းသားသမီးအခက်ခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနာဆင်ခင်ရတဲ့အစီအစဉ်အရောအမှတ်တရနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါရဲ့ရှင်။ အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုံးလင်းတင်ဆက်ပေးနေရဖြစ်ပါတယ်။တစီဖန်ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစီအစဉ်မှာကိုရဲချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပောင်ဝင်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ12:00နာရီအတွင်းဖုန်းနံပါတ်3933 6936 3936နဲ့3998 3936 ကိုကို9ကို9တို့မှာတုံးရက်ကျွတ်တင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။နားဆင်အားပေးခဲ့ကြတဲ့ဒဇယ်ဖန်ပရိသတ်များအားလုံးပဲတားရပြွှွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။